လှုပ်ပြန်ပြီလှုပ်ပြန်ပြီညင်းနေဝင်နေဝင်နေသွားပြန်အိုးဆောင်းတော့ဒီကာလတွေမှာလေရလိုက်တာအလိုပေါ့နော်ဘေးရမှမတည်မြဲဘူးဆိုတော့ဟိုသဘောတရားတော့တော်တော်လေးရရပေါ့နော်အာအဲ့အတွက်လဲဟိုဘယ်လိုပြောမလဲသူတို့နေရာမှာဆိုလို့ရှိရင်ကိုယ်လည်းခံစားနိုင်မှာမဟုတ်ပါဘူး ကိုကိုရိုင်းဆိုလို့ရှိရင်လည်းပြိုလဲသွားမှာဘယ်လိုတော့ပြန်ပြီးတော့စိတ်ကိုပြန်ပြီးတော့နလန်ထူရမယ်တော့သိမှာမဟုတ်ဘူးဒါပေမဲ့အာလုံးမှာကျင်တာဒါဟိုခဏတာပဲပေါ့နော်အကုန်လုံးပြန်ပြီးတော့ဝိုင်းဝန်းပြီးတော့စူပေါင်းနဲ့အင်အားနဲ့ပြန်ပြီးတော့အကုန်လုံးနလန်ပြန်ထူနိုင်မှာပါအဲ့တော့အားတင်းခါကြပါလို့ ဒီမမ်မီမီတို့ကိုဖြိုးရစာတို့ဦးစီးပြီးတော့ဒါဟိုငလငလင်အတင်းပြည်သူတွေအတွက်အလူငွေကောက်ခံတဲ့စီစဉ်ပေါ့နော်အဲ့မှာလိုအပ်ပြီးနေတာရောက်ကုန်ဖြစ်တာပါကိုခံစားချက်ကတော့အရင်စိတ်မကောင်းဖြစ်တယ်ပေါ့နော်ဒါကိုရီးယားကကို့မိသားစုမဟုတ်တာတော့မှကို့အိုးအိမ်မဟုတ်တာတော့မှအရင်စိတ်မကောင်းဖြစ်တယ်တကယ်တကယ်ကြုံရတဲ့လူတွေဆိုရင်ဘယ်တော့မှ စိတ်ထဲမှာရင်ထဲမှာကဘာပြက်နေမလဲဆိုတော့ဒါဟိုမှန်းဆကြည့်လို့တော့မရဘူးပေါ့နော်။ဆုံးရှေ့ရက်တည်းအားဆိုလို့ရှိရင်ဒီသတင်းတွေကြည့်ပြီးတော့ဘာမှမလုပ်နိုင်ဘူး။ဒါပေမဲ့အိမ်မှာအရန်စိတ်ကအရန်ထောင်းသွားတယ်။ညာဘက်တွေဆိုလည်းအိမ်မပြောဘူး။အဲ့လိုညာဘက်တွေအိမ်မပြောတော့မင်းနဲ့နိုးလာရင်ခေါင်းမူတာတွေဘာတွေဖြစ်တာပေါ့နော်။အဲ့အဲ့အတွက်နောက်နောက်ပိုင်းဒီရက်တည်းအားကြတော့ကိုကိုတိုင်းလည်းဒီလိုမျိုးနေနေမဲ့အစားပေါ့နော်။ကိုကိုတိုင်းလည်းတအားသေးပါဝင်ကျင်နေဆိုပြီးတော့ဒီလိုမျိုးပရိုက်တာလေးနဲ့လိုက် join မျိုးလုပ်ဖြစ်တာပါ။ ဆုံးတော့ဒီစဉ်းစားမိတာဒီကိုယ်ဆွေမျိုးသားချင်းမဟုတ်တာတော့မှဒီ line ပေါ်မှာကြည့်ပြီးတော့အရန်ပူဆွေးတော့ကရောက်တယ်ပေါ့နော်ကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုမိသားစုညီကိုမောင်နှမသားဆိုလို့ရှင်ကခန်းစားရတဲ့လူကတော်တော်ခန်းစားချက်ကတော်တော်ဘာနဲ့မှအရှင်းနိုင်မှာမဟုတ်ပေါ့နော်အဲ့အတွက်လည်းဆုံးတော့အများကြီးအားမပေးတတ်ပေမဲ့ဟိုဆုံးတော့ဒီအနည်းငယ်ရှင်ညာနောက်ကနေငွေအားနဲ့ဖြစ်စေလောအားနဲ့ဖြစ်စေကုညီပေးဖို့အသင့်ရှိနေပါတယ်အဲ့အတွက်အတင်းထားကြပါလို့ အားပေးတဲ့စကားတွေနဲ့မလုံလောက်တဲ့ခံစားချက်ပေါ့နော်အဲ့တော့လဲဆိုတော့အလုံးအများကြီးမပြောတတ်ဘူးပေါ့နော်ဒါမဲ့ဟိုတအားသေးတောင်ကိုကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့အများဆုံးတော့ကူညီသွားမှာပါစိတ်ကအရန်ဟိုကြာသွားပေါ့နော်ဒါကြည့်ပြီးတော့ဟိုကိုသာတို့နေရာမှာဆိုရဲဆိုစိတ်ဝင်တာပေါ့နော်အဲ့တော့ညဘက်လေဆိုလဲအဲ့မပြောဘူးအဓိကညဘက်အဲ့မပြောအများမနဲ့ကြရင်အဲ့လိုခေါင်းနေမူးတာပေါ့နော်အဲ့တော့အရှိရက်တွေကဟိုမန်လေးစကိုင်းသွားလူမဲ့လူတွေနဲ့လဲဟ အိမ်ရစိတ်မချအောင်ကိုပုံစံကြည်ပြီးတော့လေတော့ကြာနေကိုကြောင့်ပို့ပြီးတော့တို့အခွဲစီပို့ပြီးတော့ဒုက္ခရောက်မှာဆိုလို့အဲ့အတွက်မ join ဖြစ်ဘူးဒါပေမဲ့နောက်ပိုင်းတော့ကိုစိတ်ကိုပြန်ပြီးတော့အားတင်းပြီးတော့ဒီကိုတိုင်းလဲလိုက်ပြီးတော့ပတ်ဝန်းဆောင်ရဲ့ channel အတွက်ပြန်ပြီးတော့အားတင်းပြီးတော့နေထိုင်နေပါတယ်အဆုံးတော့လေဒီဟို live ပေါ်မှာမြင်တဲ့အတိုင်းပဲလေငယ်ငယ်လင်ဖြစ်ပြီးဆိုလို့ရှိရင်အချိန်ကအချိန်ခဏလေးနဲ့ဖြစ်သွားတာဆိုတော့ဟိုကိုကိုရီဆိုလဲသူတို့ညမှာဆိုလဲကိုရီဆိုလဲဟိုဘယ်လိုပြောရမလဲဟိုထပ်ပြေးဖို့အခွင့်အရေးရှိပါမလားဒါအတွေးမိရယ်လေ ကြောင်နေမှာပဲလေပြောကိုမြန်မာနိုင်ငံမှာဒါမျိုးကတခါမှမဖြစ်ဘူးရဲ့အတွက်ဒါကိုချင်းစာပါရဲ့ဟုတ်အဲဆောင်းတော့ဒီကာလတွေမှာလေရလိုက်တာအဲ့လိုပေါ့နော်ဘေးရမမတည်မြဲဘူးဆိုရဲ့ဟိုသဘောတရားတော့တော်တော်လေးရရဲ့ပေါ့နော်အာအဲ့အတွက်လဲဟိုဘယ်လိုပြောမလဲသူတို့နေရာမှာဆိုလို့ရှိရင်ကိုယ်လည်းခံစားနိုင်မှာမဟုတ်ပါဘူးဟိုကိုကိုရိုင်းဆိုလို့ရှိရင်လည်းပြိုလဲသွားမှာဘယ်လိုတော့ပြန်ပြီးတော့စိတ်ကိုပြန်ပြီးတော့နလန်ထူရမယ်တော့သိမှာမဟုတ်ဘူးဒါပေမဲ့အာလုံးမှာကျင်တာဒါဟိုခဏတာပဲပေါ့နော်အကုန်လုံး ပြန်ပြီးတော့ဝိုင်းဝန်းပြီးတော့စူပေါင်းနဲ့အင်အားနဲ့ပြန်ပြီးတော့အကုန်လုံးလလံပြန်ထူနိုင်မှာပါအဲ့တော့အတင်းထားကြပါလို့အဓိကကတော့ဒီလိုထိခိုက်ပျက်စီးသွားတဲ့ဒေသတွေသွားပြီးတော့လူတန်းချင်ပါတယ်တကယ်လိုအပ်တဲ့လူတွေလက်ထဲဟိုရောက်နိုင်မဲ့ပရိုက်တာအဖွဲ့အစည်းရနေပြီးတော့တစင်လူတန်းချင်ပါတယ်ပြည်သူတွေလူတန်းပေးနေတဲ့လူရှင်တွေကိုလည်းမှာကြားချင်တာတခြားလေးဟိုစုံစမ်းကြပါဘောနော်တချို့အလိညာတွေလည်းအများကြီးရှိရဲ့အတွက်တကယ်ဟိုလုံနေတဲ့မြေပြင်မှာထိရောက်စွာကူညီနေတဲ့ပရိုက်တာအဖွဲ့အစည်းတွေကနေတစင်ဟိုလူတန်းပေးကြပါလို့ အားလုံးပေါ့နော်တောတော့ဒီ illumination တွေအနောက်ကနေငွေအားနဲ့ဖြစ်စေဟိုခွန်အားနဲ့ဖြစ်စေပေါ့နော်ကုညီပေးဖို့အသင့်ရှိနေပါတယ်အဲ့တော့လည်းအတင်းထားကြပါလို့ပြောချင်ပါတယ်ရှင်